လုံးမဲမင်္ဂလာပါနှမ်းတစစ် channel မှာကြိုဆိုပါတယ်ရှင်အခုဖတ်ပြမှာကတော့ဆရာမခင်လိုင်းကျူရဲ့လိုင်းပုတ်တိလေနဲ့မဂ္ဂဇင်းဝတ္ထုရှင်များစာအုပ်ထဲမှာလိုင်းပုတ်တိလေဝတ္ထုအပိုင်း၁ကိုဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်လိုင်းပုတ်တိလေ အပိုင်း၁ ခိုင်လက်ထပ်တည်တဲ့င်းကိုတင်းစာထဲတွင်လွတ်လည်ရရလိမ့်မယ်။ကျမရင်မှာလှုပ်လှုပ်ရှားရှားဖြစ်သွားမိသည်။ခိုင်သည်ကျမ၏အရင်းနှီးဆုံးအချစ်ဆုံးတငယ်ချင်းဖြစ်သည်။သူလက်ထမိအချိန်အခါကို ကျမချွတ်တင်မတိခဲ့ရတော့လဲမကြမီသူလက်ထတော့မီကိုမူကျမတင်နေသည်လင်ခဲ့သည့်အပတ်ကသူရေးလိုက်သောစာကလေးကိုကျမတတိရလိုက်သည်အင်းကသဘောထားကတော့တိတ်ပြင်းထန်လာပြီးယူ၏ ခံရတော့ပြပြသသာလိုရတော့မှာပဲမောင်ကတော့ခန့်ကိုညာပြီးပြပြလဲလဲဖြစ်အောင်ထပ်စူးစားအောင်လေလို့ပြောပါတယ်ခံရတော့ရလိမ့်မယ်လို့မမျှော်လင့်ပါဘူးသူ့စာထဲမှာရေးခဲ့သည့်အတိုင်းခိုင်တရားပြပြသသာလုံးလိုက်ပါပြီကျမတီသတင်းစာကိုကန်ကအမိစီထလာခဲ့သည်အမေခိုင်နဲ့ပြောင်းစေလထလိုက်ကြပြီနှစ်ဦးသဘောတူရုံးမှလထလိုက်ကြတယ်အမေရဲ့အမေတီခိုင်ကိုတည်တဲ့ကဲ့သို့ ခိုင်ချစ်သူကိုအောင်ဆွေကိုလည်းကောင်းကောင်းသိသည်ကိုအောင်ဆွေတို့တက်တနက်ပင်ပြောင်းလာပြီးနောက်ရန်ကုန်သွားသည့်အခါတိုင်းကျမတို့အိမ်တို့တူဝင်လာတတ်သည်တအိမ်လုံးတွင်တာမင်းနှစ်ယောက်သာစကားပြောဖို့ရှိသောကြောင့်အမေသည်ကျမအပေါင်းအသင်ကျမပေါင်းလုံးခြင်းအကြောင်းကိုမိစင်နှင့်အမေကြားသိနေခဲ့ပါသည်အမေကကျမလက်ထဲကသတင်းစာကိုတစ်ချက်လမ်းကြည့်လိုက်ကအေးအေးဆေးဆေးပင်ပြောလိုက်သည်မနက်ကခန့်ခန့်တော်နဲ့ဈေးမှာတွေ့လို့အမေကိုပြောလိုက်တယ် အမေတိခဲ့ပြီးပါပြီ။ဟင် အမေတိရဲ့ရွှေရောဘာဖြစ်လို့မပြောတာလဲ။ကျမတီအလွန်မင်းအံ့ဩသွားမိ၏။ကျမနဲ့ခံမိညာရင်းမိချက်ခင်ကြောင့်အမေတိပါလေရဲ့ဒီလိုထူးထူးခြားခြားတဲ့င်းကိုဘာကြောင့်ထုတ်မပြောပါလိ။အမေကသူ့ကိုမမြင်ပါဘူး။သူကတကူတကလာနှုတ်ဆက်ပြီးခံခံသူ့အဆက်နဲ့အိမ်ကသဘောမတူလို့လိုက်သွားတယ်တဲ့။ခံခံသိမ့်လိုက်တယ်။ဒီတငယ်ထက်သာသာတွေအများကြီးရနိုင်တယ်တဲ့။ ကွန်ဆယ်ကလည်းမနှိမ့်လှပါဘူးအမေကစက်ဖို့တယောက်ပဲအေးလေသူတို့အမြင်မှာတော့ဒီထက်မကရှိနေလို့ပေါ့ဆင်မရှိမျိုးမရှိနောက်ခံမရှိတဲ့တကောင်ကျွတ်တမျက်နာတဲ့ခိုင်ခန့်ဘူးဘလို့လူမျိုးတွေကလာတောင်းကြတယ်ဆိုတာတွေလည်းပါရဲ့စုံနေတာပါပဲတမီးရဲ့အမေတို့ဒါတွေပါဖြစ်လို့လာပြောနေရတာလေကျမဒီစိတ်ပြည့်စွာရေရွတ်လိုက်မိသည်ကို့အမေအကြောင်းကိုသိရလေအမေမိညာစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရမျိုးကိုခံမှန်းမိပါသည် အမေသည်အေးအေးဆေးဆေးနဲ့စကားနည်းသူတယောက်ဖြစ်၏သူတစ်ပါးအကြောင်းကိုဆော့ဆော့ဆူဆူစုံစမ်းနေတတ်သူမဟုတ်သူတစ်ပါးကိုနစ်နစ်နာနာပြောနေတဲ့ကြားလျင်မျက်နှာပြင်နေတတ်သူဖြစ်၏ခိုင်တော်စကားများသည်အမေစိတ်ကိုမြင်မြအနောက်အဆက်ပေးခဲ့သည်မသိအမေသည်ဒေါခင်ခင်နဲ့တွေ့ခဲ့ရသည့်အကြောင်းကိုကျမကိုပင် ပြောလို့စင်ရှိတော့ပြီဒါကခင်ရတော့ထုံးစံမဲအမေပြောလိုက်ရင်တင်းတင်းစီစီကလေးပါမှ ပြောမှာပေါ့လေတူတူမကမင်းကြီးသမီးကိုအဲ့ဒီမင်းကြီးအရှိန်နဲ့စိတ်ကြီးဝင်နေတာကြောင့်ခတ်တာပေါ့အမေရဲ့တစ်ချိန်ကရွှေထီးဆောင်ခဲ့ရတဲ့ဆွေကိုမျိုးကုံကိုတာအမွန်းတင်နေတယ်ကိုကိုကိုတော့ဘယ်အချိန်မှရှိရဲဆိုတာမမြင်ဘူးသူအမမင်းကြီးကတော့ဖြစ်ခဲ့ပြီမဲ့သူကစားလိုက်စရေးမိမ့်မပဲဒါတော့သူမိထားတာကခတ်နေတယ်အော်အမေလည်းမိနေတယ်သူပြောတဲ့အထင်မှခန့်ကိုအမွေဖြတ်လိမ့်မယ်ဆိုလားဟင်းဒီအချိန်နေတောင်ဖြစ်ခဲ့ကြတာ ဒီအချိန်ရအောင်အထီဆိုလို့ရင်ကျမတငယ်စဉ်ခံတဲ့ရောက်သူမိဘအတန်းဝင်ကိုညီမရင်ဆိုင်ခဲ့ရမျိုးကိုခမန်းကြည့်လို့ကာယပန်ရှင်ငါမူမိတို့ခံစားရမည်မသိတော့လဲကျမကမူတရင်ကြတည်နေပေငိုချင်းတလို့ဖြစ်လာပါသည်ဘလုံးမြဖြစ်ကြတာပါလေအမင်းရဲ့သူတို့ပြည်လဲအောင်ကြိုးစားနေကြတာကြာပါပြီကိုအောင်ဆွေဆိုရင်သူ့ဆရာတွေအခုအမြင့်တောင်းပြီးပြောဆိုခိုင်းမယ်လို့ပြောပါတယ်မိရအောင်ထင်ပါရဲ့ ဒီလောက်အထိတင်းတင်းမာမာဖြစ်သွားရတာတော့မကောင်းပါဘူးအမေအေးလေမပြေလည်ကြလို့ရှိမှာပေါ့တမိတာဆိုရင်တော့ဒီလောက်စွန့်ရဲမှမဟုတ်ပါဘူးကျမဒီတတိနေသူပြပြခိုင်နေရရင်ဝင်းကြည့်ကတုံတုံရင်ရင်ပြောလိုက်မိသည်အမေကကျမကိုကြည့်ကပြောလိုက်ပါသည်ဒါကတော့တမီးရဲ့ယောက်ျားတွေဟာစနစ်ပတ်သက်လာရင်တတိရှိတာပေါ့။မိန်းမတွေကအချစ်နဲ့ပတ်သက်လာရင် တတိရှိလာတတ်စမြဲပဲသမီးမကိုရိမကြုံသေးလို့ပါယူတော့အဲ့လိုအမွေပြတ်မစွန့်လိုက်ပါနဲ့နော်အမေအမလီအမေမှာဖြတ်เสียအမွေလည်းမရှိဘူးပေးเสียအမွေလည်းမရှိပါဘူးပူမနေပါနဲ့ကွယ်အမေကရရင်ပြောလိုက်ပါသည်အလကားပါအမေကပေးเสียဝေရာရှိတဲ့သူတွေအနေနဲ့ဒါအမွေဖြတ်တဲ့အမွေပေးတာဘလို့ဆိုတာတွေစကားတည်းထည့်ပြောနေရတာပါ ဒီအကောင်ထည့်ပစ္စည်းတွေဖယ်လိုက်ရင်သတမိအဖြစ်အစွန်ပြစ်ခံရတယ်ဆိုတာဟာမေတ္တာအစွန်ခံလိုက်ရတာပါပဲဘလောက်ကြည်ကွဲစရာကောင်းတယ်လဲနော်မိခိုင်ကိုတောင်းဆိုပလုံးဆိုလို့စွန့်ပြစ်လိုက်မယ်ဆိုတာကတော့ရက်ဆက်လုံးမှမမြင်ဘူးလူတယောက်မှသူ့ကြောထောင်းနောက်ခံဆွေမျိုးအတိုင်းအဝိုင်းဟာသူ့ဤချင်းမဟုတ်ပါဘူးသူကိုယ်ပိုင်အရင်အချင်းကိုတောင်စံတင်ကြည့်ဖို့ကောင်းပါတယ်ဒါကတော့တမိမြင်ကိုခိုင်နဲ့တွေ့ကျင်လိုက်တာအမင်းရဲ့ ုညကခိုင်အကြောင်းကိုစဉ်းစားရင်ကျမအိမ်မပျော်ဖြစ်ရသည်။ခိုင်တယောက်ကမူသူ့ချစ်သူရင်ခွင်တွင် ကြည်မူးစွာအိမ်မောခံနေပေလိမ့်မည်။တနည်းနည်းတွင် သူတို့ရောက်လာလိမ့်မည်ဟုကျမကြိုတင်မျှော်လင့်ထားသည့်အခါသူတို့ရောက်လာသောအခါဝမ်းမြောက်ဝမ်းသာ ပြေးကြိုခဲ့ပါသည်။ခိုင်ကကျမခါကိုတိုင်ဖက်ကရင်မောရင်းမေးလိုက်ပါသည်။ဟေးယူအံ့ဩမသွားဘူးလား။ယူကဒီထက်ဆော့ဆော့ကလေးကမျောနေတာ။ ဟာဟာတို့ကစထွက်လာကြတဲ့အယူတို့အိမ်ကိုလာမလို့မောင်မကောင်းမှုထင်နေဆိုတာနဲ့မန္တလေးတက်သွားရတာဒီမှာဆိုအကျယ်ကြီးနော်အေးအေးဆေးဆေးနေပါလိမောင်ကားဟုသူစကားမှာပါမှ ကိုအောင်ဆွေကိုနှုတ်ဆက်ရန်ကျမတတိယသည်ကိုအောင်ဆွေကကျမတို့တငယ်ချင်းနှစ်ယောက်ဖလဲတကင်းနှုတ်ဆက်နေတီကို ပြုံးရွှင်ကြည့်နေပါသည်ဘလို့ဘလို့တွေဖြစ်ကုန်ကြတာလဲပြောစမ်းမအောင် မိပါအောင်လေပြောစရာတွေကအများကြီးအရှိကြီးခေးရမဆိုင်မောစရာတွေခဏထားအောင်မယ်ကွာအမေကောအမေမိကောင်းလားအမေမိကောင်းပါတယ်လာကြကျမတို့ခြံရမလျှောက်လာစဉ်အမေကအိမ်ပေါ်ဝါတို့ထည့်ရလာပြီအမေထိုင်ပြီးအမေကိုပစက်နဲ့တလုံးအားရပါရအောင်ကိုပြစ်ထလိုက်သည်အမေကသူ့ထုံးစံအတန်ပြုံးရွက်ကောင်းတညင်ညင်နဲ့နှုတ်ဆက်သည် ခန့်ရင်လဲတွင်မြည်တော့ရှိမည်မသိတော့လဲကျမကမူဒီမြင်ကွင်းဆောင်ရင်ဆုတ်သွားပါသည် အမေရဲ့အမိကိုတွေ့ရတာရှင်အေးလိုက်တာ သူသည်အမိကိုတွေ့တိုင်းပြောလိရှိသောစကားကိုပင်ပြောလိုက်သည် ကျမက သူပြောဖူးသောစကားတစ်ခုကိုဖြတ်ခနဲသတိရလိုက်ပါသည်ယူရောအမိကိုတွေ့ရရင်တိတ်ရင်အေးတာပဲလာရောင်လိုပဲသူ့မိမိကတော့နေအောင်ချီနဲ့တူတယ်နေအောင်ချီဟာတကယ်တော့အမှန်အပြစ်ရှိတယ်အမောင်ကိုဖောက်ထွင်းနိုင်တယ် ဒါပေမဲ့ပြင်းထန်လာပြီဟေးဆိုရင်တော့နေမထီအောင်ပူပြင်းနေဒါလည်းအခြေအနေရထင်မှရဲ့ကွာမမေဟာသူ့ပတ်ဝန်းကျင်မှာနေအောင်ချီလို့တောက်ပနိုင်မှာကိုဒီလိုမှမဟုတ်ရင်ဥယျာဉ်ထဲမှာပန်းဆိုင်ရေလောင်းရတဲ့မိဖုရားကြီးဘဝကိုကျသွားတာကြားလာပြီသူစကားအရာဆိုလျှင် အခုသူတို့အမေဤနေပူတန်ကိုရင်ဆိုင်ရပြီဟုအစိုးရမြင်ထင်ပါသည် ဘေးမှကျမသာမျက်နှာပစ်သွားတော့လေခိုင်ငါမူရှင်လန်းမြူးထူးစွာ အမေကိုကလေးငယ်တယောက်လိုချွေးနေသည်ဘာကျင်းမလဲအမေဘာဟင်းလွယ်ချက်ထားတယ်လဲမောင်အာနာလိုထမင်းစားပြီးမှသွားကြမယ်တဲ့ခိုင်ရဒီမှာပဲထမင်းစားရအောင်စောစောထွက်ခဲ့တာရှိပါတယ်ထမင်းတွင်ရောဟင်းတွင်ရောဘသူမှမစားရသေးဘူး ခိုင်သိပါတယ်အမေထမင်းဦးကအမညာထမင်းဦးပါခိုင်နဲ့ယူရိုတွေ့တွေ့ချင်းစကားပြောလို့အမညာသိခင်အမေထမင်းပြင်မိပြီထမင်းစားပြီးတငယ်ချင်းနဲ့ကခေါင်းကြီးဆိုင်လို့မှမဝသေးဘူးညနေစာစားရပြီဟိခိုင်နဲ့နှစ်ယောက်လဲဘလောက်ပြောပြောအမမရကြပဲကဲအခုလဲခဏနားပြီးစကားပြောကြအောင်အမေဟင်းဦးကလေးတွေနှွေးလိုက်အောင်မေထမင်းပူပူဟင်းပူပူပေါ့အမေယာဒီတခါခိုင်ကတယောက်ထဲလာတာမှမဟုတ်ပဲ အမေတို့သားမိနှစ်ယောက်စာကိုတယောက်ထဲကုန်အောင်စားမဲ့စစ်သားကြီးပါလာတဲ့အမေရဲ့ခိုင်သည်ငโกကပြင်စကားကြွယ်သူပီပီရှွန်းရှွန်းဝင်အောင် ပြောနေသည်ပြင်းရှင်မြူးထူးနေသောသူ့ကိုကြည့်ကကျမလည်းပြောလာပါသည်အမေကထမင်းကျွေးရန်ပြင်ဆင်နေစဉ်ကျမတို့စကားပြောချင်ရကြသည်ကျမသည်တိချင်စောကြီးစွာသူတို့အကြောင်းကိုမေးလိုက်သည်စူဇန်းမအောင်ဆိုင်းမစင်ပုံမစင်နဲ့ရုပ်ဖြင့်သတင်းစာထဲတွေ့မှသိရတယ် အမလီနေဝင်နေဆိုကတဲ့ကပတ်မကြီးတီလာခဲ့တာပါယူရတို့စာရီရင်းနေတာပဲမဟုတ်လားအေးလေဒါပေမဲ့ဒီလောက်မြန်အောင်မယ်မထင်ဘူးပေါ့ကိုအောင်ဆွေကလည်းဒီတစ်ခေါက်ရန်ကုန်သွားတာယူကိုတောင်းဝင်ပြောမသွားဘူးကျွန်တော်ကအစီအစဉ်မရှိဘူးလေအချီအနီကပြင်းထန်လာတော့ခိုင်ကစိတ်လက်မှန်ပါပြောဆိုထွက်လာပြီးစီစဉ်လိုက်ကြတာပါပဲဘာရီဘလိုဖြစ်ကုန်တာလဲခိုင်ယူဖြင့်ဆွန့်လွတ်ခြင်းဆိုတာတွေ့တော့အစိတ်မကောင်းလိုက်တာ ဘာမှစိတ်မကောင်းဖြစ်မနေနဲ့ယူရင်မရဘူးအချင်းအနေကဒီအထိမရောက်လို့မရတော့ဘူးပြောရရင်တော့အရှိကြီးပဲကွာ ပြောမနေချင်တော့ဘူးဒုံမိဘအတိုင်းအဝိုင်းအကြောင်းတို့အတိဆုံးမယ်ယူလည်းနည်းနည်းသိပါရဲ့လေရှေ့ရှောက်သိစရာတွေအများကြီးရှိအောင်ပါဒါကြောင့်တို့ကကိုကိုနဲ့ယူကိုသဘောမတူတာကိုအောင်ဆွေကကျမကိုအနာစွာလှမ်းကြည့်လိုက်သည် ကျမအဖို့မူကြားဘူးနေကြစကားဖြစ်ရအောင်တသက်နဲ့ပြောနေရသည် ူကမူဘသူမျက်နှာအပြောင်းလဲကိုမာတရီမထားပဲဆက်ပြောနေသည်တွက်ကိုကအမှန်တော့သဘောကောင်းပါတယ်သဘောကောင်းတော့လူလိမ္မာဖြစ်တာပေါ့လူလိမ္မာလို့အပြောခံရတဲ့သူတွေဟာအနှဲနဲ့အများပတ်ဝန်းကျင်ရဲ့လောင်ရင်မိနေတတ်တာပဲသူတို့ကိုသူတို့မိုက်တယ်လို့အပြောခံရမှာစိုးရတဲ့အမြအမှန်နဲ့ထင်တာကိုလုံရဲတဲ့တတိတွေလည်းနဲလာကြတာပဲခန့်ကိစ္စမှာအကိုကဘာဝင်ပြောလို့လဲကိုကလည်းအမိဖက်တာပဲလေ မမေစိတ်စင်းအောင်လုပ်တယ်တဲ့မိုက်တယ်တဲ့တောင်းတော့ကိုကိုကိုမိုက်တယ်မထင်ပါဘူးမိကောင်ပါမလေးလို့ကမှုရှုထုံးလောက်တာလည်းမဟုတ်ဘူးတို့လူမှာဘာလက်မခံနိုင်စရာ ရှိသလဲတတ်နိုင်လားဆိုရင်သဘောချဖြစ်ရပါစေမယ်လို့တို့ပြောပါတယ်ဆွေမရှိမျိုးမရှိတကောင်ကြွတ်မို့လို့တဲ့တို့ဘာတတ်နိုင်မလဲတေသွားတဲ့သူမိဖဆွေမျိုးတွေရဲ့မျိုးပုံကိုဖော်ပြရမှာလားဟွန်း စေကုံမျိုးပုံအရှင်အဝါကိုအကအကွယ်ယူပြီးပျက်စီးနေတဲ့တရဝါတွေနဲ့တော့ပေးစားခြင်းလိုက်ကြတာခိုင်တီနာနာကြီးကြီးပြောရင်နှကန်းကိုမဲ့လိုက်ပါသည်ကျမကခိုင်မကျေတဲ့သူများထဲတွင်ကျမချက်သူမပါစေချင်ပါအကိုဘက်မှကကွယ်တော်စကားကိုပြောမိပါသည်အကိုကတော့ကြားလူအနေနဲ့ဝင်ပြောတာနေမှာပေါ့ကွယ်။တို့ကလည်းကိုကိုအပြစ်မပြောလို့ပါဘူး။တို့ကယူအတွက်သတိပေးနေတာအစ်စစ်စစ်လုံးမနေနဲ့ယူ တော်ကြတို့အတွက်နဲ့ယူလို့မှငဝက်ဝမ်းကြဆိုတဲ့လိုမျိုးဖြစ်နေမှာဆိုရတယ်။ခံရလဲကွယ်အလကားယူစိတ်ပူအောင်ရှောက်ပြောနေတယ်။ကျမမျက်စိမျက်နာပြက်နေသူကိုကိုအောင်ဆွေကသတိထားမိပုံရသည်။တကယ်လဲကျမရင်မှာတက်ခနေဖြစ်သွားသည်။ဟုတ်ပါသည်။ခိုင်စကားမှာအလင်းနဲ့ထားရတွေးကြည့်ဖို့ကောင်းပါသည် ခိုင်တို့လက်ထက်သည့်သတင်းတွင် ကျမစိတ်ဝင်စားစွာအာရုံစိုက်မိခဲ့တော်လဲ ဒီကရက်မှာကျမတို့ဘက်သို့ရက်ခတ်လာနိုင်ကောင်းသည်ဟုတခါမှမတွေးခဲ့မိပါဘီခရင်အစဖော်လိုင်းမှာကျမရင်ထဲမှာလှုပ်ရှားသွားသည်သူ့မောင်ကပြောလိုက်သည့်တိုင်အောင်ခိုင်ကအလေးနဲ့ထပ်ပြောနေပြန်ပါသည်ခိုင်ကအကောင်းပြောနေတာမောင်ရဲ့သူတို့ပရိဝါကအပြိုကြီးလူပြိုကြီးတွေလို့သုံးနှစ်သုံးမို့အေးအေးဆေးဆေးလုပ်နေကြတာပြဿနာဖြစ်လာရင်နှစ်ယောက်လုံးခံနိုင်ရင်ရှိကြမှာလည်းမဟုတ်ဘူးခိုင်ကတော့ရှင်းရှင်းပဲ အစရေကခိုင်လို့အတိုင်းဝမ်းထဲကိုရှုဝင်မလာစေခြင်းဘူးကိုကိုကယူရိုမီတာစုထဲရောက်ရရင်တော့တိတ်အေးဆက်မှာပဲကဲကဲနောက်မှစကားဆက်ပြောကြထမင်းစားကြရအောင်အမေကထမင်းစားခေါ်ရဲကျမတို့စကားပြတ်သွားကြပါသည်အဲ့တဲ့ဖြစ်တော့ခင်ဗျဘောသားစားပါတော့ပါနဲ့လောက်ခွပြုနေတော့လဲထမင်းဝိုင်းတွင်ဧည့်သည်စားစားနေသူမှကျမဖြစ်နေသည် ထက်ကနဲဆိုလျင်အဖြစ်သေးတတ်သူပြပီကျမရင်မှာစိုးရင်စိမ့်နဲ့တစ်ဆုဆိုကြီးဖြစ်သွားပါသည်ထမင်းစားမဝင်တော့ပါဘီခိုင်နဲ့ကျမသည်ကြောင်းနေဖက်တငယ်ချင်းများဖြစ်ခဲ့ကြတယ်လေအကိုနဲ့မူတက်ကတူရောက်မှအဆုံးခဲ့ကြသည် ခိုင်သည်စောထရန်ရွယ်ရောက်မှ ကျမတို့ကျောင်းသို့ ရောက်လာပါသည်ဒီတုန်းကခိုင်အဖေမှာနေပန်အဖြစ်နဲ့မြမပြင်းအနက်ပြောင်းရွှင်နေရရွယ်ခိုင်ကိုအဖွားနဲ့အတော်များရှိရတယ်လာထားခြင်းဖြစ်သည်အကိုကမူရန်ကုန်တွင်ကျောင်းရီကျောင်းစားထားခဲ့သည်ဟုသိရပါသည်ခန္ဒီငငယ်ကလေးကပင်မဟုတ်မခံဆက်ဆက်ကျဖြစ်၍နှုတ်နဲ့သူကုတ်ကုတ်နေတဲ့သူကျမနဲ့အပေါင်းအသင်းလှုပ်လာပါသည် ကျမကမူစကားနဲ့ရုံမကအကြောက်လဲကြောက်တတ်ပါသည်ထက်ကနေဆိုလျင် မျက်ရည်ပေါက်ကြီးများတလင်းလင်းကျလာသည်ဒါကျမ၏အစွမ်းသက်သည့်ဖြစ်သည်ဤသည်ကိုအမေရတော်ခိုင်းကကျမဘက်မှရံဖြစ်ပေးရသည်နှင့်ကာကွယ်ပေးရသည်နှင့်တက္ကသိုလ်ဝင်နှင့်တွင် ခိုင်ကိုမိဘများကပြန်ခေါ်ထားကြပါသည်သူတို့ရန်ကုန်မှာအခြေဆိုင်ကြပြီးဘကုန်းမှာလည်းသူတို့ဆွေမျိုးအတန်းအဝိုင်းကတကွဲတပြားဖြစ်သွားကြပါပြီခိုင်တို့အဖွာဆုံးပြီးနောက် ခန့်တော်ကြီးတယောက်ကအိမ်ထောင်ကျပြီးနမ်မတူပြောင်းသွားသည်ခန့်အတော်လက်ကလည်းရန်ကုန်မှအထက်တန်းအရာကြီးတဦးနဲ့လက်ထပ်လိုက်သည်ဆဆောကတင်အိမ်ထောင်ကျခဲ့သောဒေါ်တော်ခင်သာအမွေဆိုင်အင်ကြီးမှာသာသမီတပြုံတမနဲ့ကြံရိတ်ခဲ့သည် နောက်တစ်နှစ်မှာကျမတက်ကတူရောက်သည်ကျမအဖေသည်တရားသူကြီးတယောက်ဖြစ်၍ခိုင်နှုတ်အဖေနှင့်ခင်မင်သောတက်တူရွယ်တူဖြစ်သည်သို့တော်လည်းအဖေကတဆိုးမရှိပါထိုနှစ်မှာပင် အဖေကွယ်လွန်ခဲ့သည်အဖေဆုံးပါခဲ့တော်လည်းကျမတို့သားအမိမှာချွတ်ချွတ်ငဲ့ငဲ့မရှိလာပါတယောက်ထဲသမီးမို့ကျမကိုအမိကတက်ကတူပို့နိုင်သည်ခိုင်သည်ငယ်စဉ်ကတည်းကထက်မြက်သူပြီးပြင်ချတော်တော်လဲစာကျက်အင်မတန်ပြင်း၍စက်စာပါသားရဲ့အများတွင် အမြဲတမ်းသူကြတတ်သည် တက္ကသိုလ်ဝင်စာမျိုးပွဲကို၃နှစ်ပြည့်တည်တိုင်အောင်သူမအောင်ပါသူနဲ့ကျမတက္ကသိုလ်အတူမတက်ရတော့လဲကျမရှိရာကိုမူသူအမြဲရောက်လာတတ်သည်ကျမအခန်းမှာ၂ယောက်ခန်းဖြစ်တော့လဲအမြဲ၃ယောက်ဖြစ်နေတတ်သည်ကျမတို့အစာမုံးမှာသဘောကောင်းသူဖြစ်သည့်အပြင်ခမီးပါများနဲ့စင်ကြီးမီးဆက်တော်သူဖြစ်သောကြောင့်ကျမနဲ့နှစ်ယောက်လုံးလုံးလုံးထွေးထွေးနေနိုင်ခဲ့ကြသည် စမ်းတော့မစမ်းပါခိုင်းဤတူဦးသေးတော့အကူမှလည်းကျမချစ်သူဖြစ်လာသည် ကျမတက်ကတူရောက်ပြီးဒုတိယနှစ်အရောက်တွင် အကူကသမိုင်းဌာနတွင်ညီပြန်ဆရာဖြစ်လာသည်ဒီနှစ်မှာပင် ကျမကိုချစ်ရေးဆိုလာသည်အများအမြင်တွင်နှမကကြောင်းဝင်ခဲ့သည်ဟုထင်ကောင်းထင်ပါမည်ခိုင်းရမူကျမက အကူစာကိုပြားမှမြင်ရသည်တော်တော်သူကကျမထက်အကင်းပါသူပြီးဆော့ဆော့ဆီဆီကပင်ရင်းမြင်နေသည် သူ့ကိုကိုယူကိုစိတ်ဝင်စားနေတယ်လို့ထင်သားပဲတုံနှင်းနှင်းမြုံစီစီနဲ့ဘယ်အထိခံနေနိုင်မလဲဆိုတာစောင့်ကြည့်နေတာခံရလေဟဲ့ဟုတ်တယ်ကိုကိုဟာမြုံစီစီနဲ့ဘယ်တော့မှရေရရရပြပြတာတာမရှိဘူးတို့ကအဲ့ဒါမကြိုက်ဘူးယောက်ျားဆိုရင်ထက်ထက်မြင့်မြင့်နဲ့ရှေ့ဆောင်လမ်းပြလုံနိုင်ရမယ်ပြတ်သားရမယ်အာနာရာတို့အလိုက်တည်တာတို့မလိုပါဘူးတို့ကမောင်းနှမချင်းမိမယ်စိတ်ချင်းရတခြားစီဒါဖြင့်ယူနဲ့သဘောမတူဘူးပေါ့ ဟွန်းဟွန်းတို့ရသဘောမတူပါဘူးတို့တငယ်ချင်းဘက်ကပြောရရင်တော့ကိုကိုလိုလူမျိုးနဲ့သဘောမတူကိုကိုနမအမီနဲ့ပြောရရင်တော့ယူနဲ့သဘောတူတယ်သူကအတိအလင်းပုံပြောတယ်ကျမကသူပြောပုံကိုသဘောကျကအရင်ပြစ်လိုက်ပြီးအကိုကိုညင်းလိုက်ပါသည်အရေးကြီးတော့လေသွေးစည်ရဆိုဒီစကားအတိုင်းအကိုတယောက်ချစ်ဝေဒနာခံစားနေရတော့လေသူစိတ်မကောင်းဖြစ်လာပါသည် ကျမကအကုတ်ခံစားမှုများကိုရှင်လျားစွာရေးလာသောစာများမှတဆင့်သိရသူသူကနေ့စဉ်နဲ့အမျှမြင်နေရသူရှုရဲ့တုတ်ကိုကိုမရှုနိုင်မကန်နိုင်ဖြစ်နေတာစိတ်မချမ်းသာလိုက်တာပြန်ချစ်လိုက်ပါဟာသူမပြောမီကပင်ကျမရင်းရင်ခဲ့ပါပြီအကိုဒီသူ့အချစ်ကိုနှုတ်ဖြင့်တကားမှဖွင့်မပြောဘူးတော့လေစာကိုမူရှင်လျားစွာရေးတတ်ပါသည်စာရေးလဲကောင်းပါသည် သူ့ရင်ထဲမှာခံစားမှုကိုသူ့နှုတ်ကသာပြောလျင်ပြည့်စုံအောင်ကျမတည်ကောင်းမှတည်နိုင်ပါမည်။ဆီလျာတော်သူ့စာများကကျမနှလုံးသားကိုလှုပ်ရှားစေခဲ့ပါသည်။တကယ်တော့လည်းမစွမ်းရင်းကရှိရဲ့ကစွန်းခင်းကညည်ရခြင်းဖြစ်ပါလိမ့်မည်။ကျမတက်ကတော့နောက်ဆုံးနှစ်တွင် သူသည်ကိုအောင်ဆွေဆိုသောစစ်ဘိုလ်ကလေးတစ်ယောက်နဲ့ကျမကိုမိတ်ဆက်ပေးသည်။မဟောရာခန့်ချစ်ဆုံးတငယ်ချင်းလေးဖြစ် ရောင်းမလောင်လေးဖြစ်ယူ ဆဆုံရလျင်ဆုံးမချင်းပင်သူကမောင်းဟုတိတိလေးလေးခေါ်ကမိဆက်ပေးလိုက်သည်မို့သူချစ်သူဖြစ်ကြောင်းကျွန်မသိလိုက်ရသည်ကျုပ်တရက်မို့နားရှိခြင်းအံ့ဩခြင်းနဲ့အတူဒေလူမျက်နှာကိုပင်စစ်စစ်ကြည့်လိုက်မည်သူထွက်သွားလျင်သွားချင်းပင်ခိုင်လမောင်းကိုကျွန်မထုရိုက်ကဘလုံးပထွေးမိလိုက်မည်သည်မောင်းနေပါရင်နဲ့ဘယ်ရဘလို့တွေ့ဖြစ်လာကြသလဲပြောစမ်းမအောင်သူကတဟားဟားရင်နေသည်ကျမမေးသည်ကိုမဖြေ ကျမကအမလို့အမရဖြစ်လာပါသည်။ဟေ့ဒီလိုမရဘူးမလို့ချင်ဘူးပြောကွာဘယ်ကလဲဘလို့တွေ့ကြတာလဲ။ယူကဘာဖြစ်လို့မပြောဘဲထားရသလဲ။ပြောနေစရာလိုသေးလားယူရဲ့အကောင်နဲ့အထင်နဲ့ပြပြီပဲ။ယူအခုမှသိရတယ်။တို့ပြန်ကြက်လိုက်တာတပတ်တောင်မပြည့်သေးဘူး။ဒါနဲ့မြန်မောင်နဲ့ဟာမောင်မခေါ်လို့ဟေ့လူလို့ခေါ်ရမှာလား။ကိုချစ်သူကိုကိုတင်စားခေါ်နေကြတာများအဆက်မက်လို့သူများလို့ပြေဝါပုံစံနဲ့အဆက်ကြီး ြီးလူရှိခေါ်တော့တမျိုးနှစ်ယောက်ထဲတမျိုးမခေါ်တတ်ပါဘူးအမေအမေဘသူကလူရှိတမျိုးနောက်ကတမျိုးခေါ်တတ်လို့လေသူလည်းမသိပါဘူးကွတို့မြကြဖို့ပါရဲ့လူရှိတော့အတလုံးတိုးပြီးနှစ်ယောက်ထဲတော့အတလုံးဖြုတ်လိုက်ရော အမေဒါတော့မရဲတရဲတိုးတိုးကလေးကိုတဲ့ကြည်စမ်းကြည်စမ်းသူမကောင်းကျမကသူ့ကြောကိုတဘုံဘုံနဲ့ထုပ်ပြလိုက်ပါသည် ဒီအထည်သူနဲ့ကျမကအသက်တည်ချင်းกว่าပါသည် အချစ်နဲ့ပတ်သက်ရရင်ဆိုင်ညတဲ့န်းဆိုရင်လေသူ့နီးတူစွန့်စားရဲတွန်းလန့်ရဲမြင်မထင်ပါအကိုဒီလဲကျမနီးတူပင် သူ့နမကင်မွန်တက်တကဲ့သို့မြုံစည်းစည်းအေးဆက်ဆက်တမဖြစ်ရအကိုရမြင်မထင်ပါအကိုဒီယနေ့အထည်ကျမကိုလက်ထပ်ရင်းနဲ့ပတ်သက်ရရမပြောဘူးသေးပါ တခါတည်းရန်လက်ထက်ရည်ကိုတိုင်မြင်ကြတော့လဲကျမကိုယ်တိုင်ကအစောသေးတည်ဟုပင်ထင်ခဲ့ရမပြတ်မသားဖြစ်နေသည် ကျမတို့ချစ်ခဲ့ကြသည်မှာ၃နှစ်ပြည့်ခဲ့ပြီဖြစ်တော့လဲကျမအလို့ဝင်ခဲ့သည်မှာ၁နှစ်လောက်သာရှိသေးသည်အမိကိုလှုပ်ကြွေးရအောင်မြင်ပြီးအမိတခုသမီးတခုပင်ဖြစ်တော့လဲကျမလက်ထက်လျင်အမေနဲ့ခွဲရမည် အမေကသူ့ဇာတိကိုမခွဲနိုင်ဟုဆိုပါသည် ။ဒီတော့လေအကိုကလက်ထက်ရေးအတွက်ပူပူဆာဆာမလုပ်သေးကိုပင်ကျေးဇူးတင်မိသေးသည်။ဒီအတိုင်းဆိုလျှင်ကျမသည်အိမ်မပျော်သည့်အတူတူအကိုထံစာထရေးမိသည်။အကိုရဲ့မနေ့ကလေခိုင်နှုတ်ရောက်လာကြတယ်။ခိုင်နုကိစ္စနဲ့ပတ်သက်ပြီးအကိုတို့မိသားစုထဲမှာပြင်းပြင်းထန်ထန်ပြိပခဖြစ်ခဲ့ကြရမှာမဟုတ်လားဒီကရက်ဟာယူရိုစီကိုများရိုက်ခတ် းခဲ့တယ်။အမေစင်းမအပြန်ဈေးဆွဲခြင်းကိုလှမ်းယူလိုက်လျင်ပင်အမေကပြောလိုက်သည်"ကျမရင်မှာတိတ်ခနဲဖြစ်သွားသည်။"ဘာတွေပြောသေးလဲအမေ"ခိုင်တော့မလာဘူးလားတဲ့။ယူကခိုင်သိချစ်တဲ့ငယ်ချင်းပဲလာမှာပေါ့တဲ့။ဒီတော့အမေဖာပြောလိုက်လဲ။လာလာလာရဲ့ပေါ့တမီးရဲ့သူတို့တနက်ပင်ရောက်နေကြပြီလားဆိုလို့တောင်းရောက်နေပြီလို့ပြောလိုက်တယ်။ကျမရင်ထဲမှာလေးလံသွားပါသည် ဒေါက်တာခင်မေလာမြန်လာလို့တီကို ကျမမတင်ကပါကျမတငယ်ချင်းအတွက်အနေရတခုကြောက်သွားမိကဲ့သို့ကျမစိုးရင်သွားမိသည်အမေကကျမမျက်နှာပြင်နေသည်ကိုအကဲခတ်မိဟန်တူပါသည်တမီးကဘာစိုးရင်လို့လဲအမေပြောတာတွေမလွန်ပါဘူးတမီးရဲ့သူကတီးပြီးသားပါဆိုရင်အမေနဲ့မေးတာပါကွယ်အမေနားလဲပါတယ်ဒါတွေကလျှို့ဝဲရမှာမဟုတ်ပဲအင်းလေမေးဖို့ရတယ်ဆိုတာပဲဝန်တာစရာကောင်းပါတယ်နော် ူကပြောပါသေးတယ်မိဘတွေစိတ်နာပြီးပြစ်ထားပြီမဲ့တူမဆိုတော့တွေ့ချင်တာပဲတဲ့ခင်ရတွေ့ချင်မှမလားမသိဘာပဲဖြစ်ဖြစ် လူကြီးနဲ့လူငယ်ဆိုတော့လူငယ်ကဝတရားကြည့်ဖို့လိုတာပေါ့ဒီတစ်ခါခိုင်လာရင်သူ့အတော်အိမ်ကိုသွားဖို့တမီးကတိုက်တွန်းလိုက်ပါမိဘဆွေမျိုးဆိုတာရေကိုဓာတ်နဲ့ပိုင်းလို့မရတယ်လို့ဘယ်မှပြတ်လို့ရမလဲအမေပြောတယ်မှာနီလန်းကြပါသည် ကျမအနေနဲ့လည်းခန့်ရုံသူ့မိသားစုနဲ့ပြန်လည်ဆက်သွယ်မှုရရင်တဖြည်းဖြည်းကြိုးစားစီစဉ်သည်နောက်တစ်ခါခံရလာတော့အခါကျမကတတော်ခင်တို့အိမ်သွားရောက်နှုတ်ဆက်ရန်တိုက်တွန်းမိသည်အသွားချင်ပါဘူးကွာမျက်နှာအောက်ချကပြီးတနာမခံချင်ပါဘူးမဟုတ်သေးဘူးလေခိုင်ရင်အမေကစိတ်ဆိုးနေပေမဲ့အတော်ရီကကို့အပေါ်အဆက်အသွယ်မပြတ်မှဒီရတဲ့ဆင့်မိဘရင်ခွင်နဲ့ပြန်တိုးဝင်ရမှာပဲ ။အိုမတော်ချင်မဘူးယူရင်ဒုသားမိပြဿနာဖြစ်ရတဲ့အထက်မှာအတော်ရီခလောက်ဆန္ဒရအများကြီးပါတယ်။ဒေါ်ကြီးတို့ဒေါ်လက်တို့အပြင်တော်တော်ခင်လဲပါတာပဲ။ပတ်ချွဲနှစ်ချွဲနဲ့အမိကိုဘာတွေလာလာပြောနေရဲဆိုတာတော့မသိတာမှတ်လို့။သူ့လံဘက်ကဘာကောင်ကြီးဆိုလားမုတ်ဆို့ဖို့ကြီးတယောက်နဲ့ယူစီကျင်လိုက်တာတပိုင်းကိုသေးလို့သူကပြောသေးတယ်။လူဆိုတာကြောနောက်မှာအထောက်အခံမရှိရင်ဘဝမလုံခြုံဘူးတဲ့။ဒါကြောင့်ကြောထောက်နောက်ခံကောင်းတဲ့သူကိုယူရမယ်တဲ့။ဟာဟာ ရဲချင်းလိုက်တာကွာသူငငယ်ကမောင်နဲ့အခန်းထဲဝင်ပြီးပြန်မထွက်ရင်ကြောမလုံလို့နောက်ဆုံးနောက်ဆုံးထွက်ရတာကိုသတိရလိုက်တာသူကဟဲဟဲပပရန်နေသည် ကျမကမူသူ့နီးတူမရင်မိပါ အပူအပင်ကြီးတူပြီးပြီးဒီမိန်ကလေးနဲ့သူ့မိသားစုပြပြလဲလဲဖြစ်စေခြင်းမသည်ခန့်တော်သည်စကားများသူတယောက်ဖြစ်ရွယ်ကိုစကားသူစကားတဲပို့တတ်သည် ဒီအချက်ကိုလိမ်မာစွာအသုံးချလျင်ကောင်းမည်ဟုကျမယူဆမိပါသည်ခံရလေကွယ်မာနကြည်ရမဲ့လူတွေအပေါ်မဟုတ်ဘဲမာနကြည်မနေစမ်းပါနဲ့ရှုနာမလဲပါဘူးဟာတို့ဆွေမျိုးတွေအကြောင်းတို့အတိဆုံးပါသူတို့အောင်မှာတွေ့တဲ့အရာဆိုရင်နင်းပြမယ်အပေါ်မှာရှိတဲ့အရာဆိုရင်မော်ဘူးမယ်ဒီစိတ်နှမျိုးပဲရှိတယ်တတော်ခင်ကတော့ခိုင်ုံတွေ့ခြင်းလေလို့အမိကိုပြောတတ်တယ်သူကတော့စကားကိုပန်းအောင်ထိုးတယ်လို့အလှဆင်ပြောဖို့စိတ်ကူးနေတဲ့သူပဲ သူ့စိတ်ထဲမှာဘာရှိတယ်ဆိုတာသူစကားကိုတိုင်းရဲ့အတိပဲပြန်လို့မရဘူးတကယ်တွေ့ချင်နေဆိုအောင်သူ့ကိုဟိုတစ်ဖက်ကအထင်အမြင်မလွဲအောင်တမျိုးပြောအောင်မှအမှန်မဲတွေ့ချင်တယ်လို့ပြောဖို့ရတာတော်သေးတာပေါ့စိတ်ထဲကမပါလဲဘာဖြစ်တယ်လဲသူစကားဆရှိတော့ကိုကသွားဖို့ကောင်းတာပေါ့ကျမကအရှုံးမပေးသေးပဲဆက်လက်တိုက်တွန်းမိသည်သူကကျမမျက်နှာကိုစစ်စစ်ကြည့်ကမှတ်ချက်ချပါသည်ယူကတဲလဲသဘောလွယ်တာကို တို့ကတော့ခေါင်းမလဲဆူဆူမှန်တဲ့ထင်ရင်ဘာဖြစ်ဖြစ်အလျှော့မပေးခြင်းဘူးယူနဲ့ကူကူနဲ့လိုက်လဲလိုက်ပါတယ်သူတို့နှစ်ယောက်သားညားကြရင်သူများလှဲတိုင်းခံနေကြရမှာမြင်သေးရဲ့အမဲဒီလိုတော့မပြောပါနဲ့အမိရဲ့မသွားချင်ရင်လည်းနေပါနေပါဘလို့မှနားချရမရတော့ကြောင့်ကျမလက်လျှော့လိုက်ရပါသည်တနေ့နေ့မှာတော့သူနားလေလာကောင်းပါရဲ့ सोमावी